ဩဟိတဘာရဝန်တုပ်ကြီးကိုချပြီးတဲ့ပုဂ္ဂိုလ်တဲ့ဘုန်းကြီးတို့တွေကဝန်တုပ်ကြီးကိုချပြီးနောက်ဝန်တုပ်တစ်ခုကောက်ထမ်းမဲ့ပုဂ္ဂိုလ်တွေကြီးပဲရဟန္တာကြတော့တခါလဲချလိုက်ပြီးတဲ့ဝန်တုပ်ကြီးကိုဝန်တုပ်ဆိုတာဘာလဲခန္ဓာ၅ပါးဟာဝန်တုပ်ကြီးပဲဘဝတစ်ခုရယူထားတာခန္ဓာ၅ပါးဆိုတဲ့အမြဲတမ်းလေးလံတဲ့ဝန်တုပ်ကြီးကိုယူထားကြတယ် ရဟဏဖြစ်ရင်တော့အဲ့ဒီဝန်ထုတ်ကြီးကိုချလိုက်ပြီလို့တို့လိုပြောတာဒီစကလုံးကိုသုံးပြုပြီးတော့မြန်မာပြည်မှာခန္ဓာဝန်ချတယ်ခန္ဓာဝန်ချတယ် ਨੇ သုံးနေချတယ်နော်အဲ့တော့ခန္ဓာဝန်ချတယ်ဆိုတာခဏချတာလားအပြီးချတာလားအပြီးချတာကမှယဟန္တာနော်တည်သွားတာကိုခန္ဓာဝန်ချတယ်လို့ပြောလို့မရဘူးဘာဖြစ်လို့တော့ဆိုတော့ ီခန္ဓာချပြီးနောက်ခန္ဓာပြောင်းတာပဲလေဒီအထုတ်ချပြီးနောက်တထုတ်ထမ်းတာပဲလေဒီလိုဆိုလိုတာပေါ့လူပီလူဘဝလူခန္ဓာကိုစွန့်ပြီးတော့နောက်ဘဝတစ်ခုခန္ဓာကိုယူကြတာအဲ့တော့ခန္ဓာကိုချဝန်တုပ်ကိုပြစ်ချတယ်လို့ပြောလို့မရဘူးထပ်ထပ်ပြီးယူနေကြဒီထုတ်ချနောက်တထုတ်ယူဒီတထုတ်ချနောက်တထုတ်ယူနေဆိုတော့အထုတ်ကတော့ရှိနေမှာပဲ ခန္ဓာဆိုတဲ့ဝန်တုပ်ကြီးတွေရှိအဲ့ဒီပုဂ္ဂိုလ်မျိုးကိုခန္ဓာဝန်ချတယ်လို့ပြောလို့မရဘူးတချို့ကဒီစကလုံးကိုသေးတာကိုခန္ဓာဝန်ချတယ်လို့သုံးနေလို့ရှိရင်ဒါမမှန်ဘူးနော်ယဟန္တာဖြစ်မှလည်းခန္ဓာဝန်ချတယ်ဆိုတဲ့စကလုံးကိုသုံးလို့ရတယ်သောတပန်ဟာခန္ဓာဝန်မချသေးဘူးနောက်တထုပ်ပြန်ယူနေသေးတယ်တက္ကရာကံဖြစ်လည်းခန္ဓာဝန်မချဘူး အနာဂံဖြစ်ရင်လည်းခန္ဓာဝန်မချသေးဘူးရှိနေသေးတယ်ဘဝဝန်တုပ်ကြီးတယ်ဆက်ထန်းနေဥမာပဲလို့ဒီလိုပြောတာအရဟနာဖြစ်ပြီဆိုရင် နောက်ထပ်ဆက်မထန်းတော့လုံးဝချလိုက်တာအဲ့ဒါကြမှာအောဟိတဘာရအပြည့်ပြိုင်ချတဲ့ပုဂ္ဂိုလ်မျိုးရည်ညွှန်းပြီးတော့ခန္ဓာဝန်ချတယ်ဒီသုံးနဲ့သုံးပြီးတော့တုတ်တန်နေမှာဟောတာလို့